Chelsea အသင်းနဲ့ Arsenal အသင်းတို့ရဲ့တွဲဆုံမှုကဒီယာဒီစိတ်ဝင်စားဖို့အကောင်းဆုံးပွဲတွေတာတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ဒီနှစ်သင်းရဲ့လက်ရှိအနေအထားအထူးသဖြင့် Bayern Munich ကိုနိုင်ထားတဲ့အနေအထား Barcelona ကိုနိုင်ထားတဲ့အနေအထားကမသိရင်အခု Premier League အဆင့်တင်းနဲ့နှစ်တွေ့မဲ့ပွဲက Champions League Final လို့အသွင်မျိုးကိုစောင့်နေတာဖြစ်ပါလေဒီပွဲမှာစိတ်ဝင်စားစရာတွေအများကြီးရှိနေပြီးတော့အဲ့ဒီကနှစ်ချက်ကို TV တွေကနေဆွေးနွေးသွားမှာဖြစ်ပါလေ ဒီဗီဒီယိုလေးကိုတော့ Wines Back ကနေအတိအကကွန်ကြီးပန့်ပိုးပေးထားပါတယ်။ CDO Opinion ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးအကစားနဲ့ရင်ခုန်ခြင်းတဲ့ပရိသတ်တွေအတွက် Wines Back မှာ Opinion ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့ account ဖွင့်လည်နိုင်ပါတယ်။ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။အလုံးမဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရယ်ပရီးမီယာလိအဆင့်1နဲ့2တွဲဆုံတဲ့ပွဲစဉ် လန်ဒန်ဒါဘီလည်းဖြစ်နေတယ်ကမ္ဘာအကောင်ဆုံးကွင်းလှယ်ကစားသမားတွေရဲ့ရင်းဆိုင်ရှင်ပြိုင်မှုလည်းဖြစ်နေတယ်အရင်ကစိတ်ဝင်စားဖို့ကောင်းပြီးတော့လက်ရှိအခင်အကျင်းကဒီနှစ်သင်းရဲ့တွဲဆော်မှုကိုပို့ပြီးတော့ခံနာစေတယ်ပြီးခဲ့တဲ့ချန်ပီယံလိမှာဘာစီလိုနာနဲ့ဘိုင်မြူနစ်ကိုအသီးသီးအနိုင်ယူထားကြတယ်ပေါ့နော်ဒါကြောင့်မလို့ဒီတွဲဆော်မှုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေတယ်တွဲဆော်တဲ့နေရာမှာတခြားသောအချက်တွေရောကျွန်တော်တို့အများကြီးထည့်သွင်းစဉ်းစားကြရှိတယ်ပရီဗျူးကိုလည်းကျွန်တော် Soccer House မှာတော့တင်ဆက်ခဲ့တယ် အခုကျွန်တော်ရဲ့ channel မှာတော့ကျွန်တော်တင်ပြပေးခြင်းတဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒါက sub piece ပိုင်းဆိုင်ရာပြီးတော့နောက်ထပ်တစ်ချက်ကသူတို့ရဲ့ queen lane unit တွေရဲ့အားပြိုင်မှုပိုင်းဆိုင်ရာဒီဟာကပွဲ preview ဆိုတာထက်ဒီပွဲကနေကျွန်တော်တို့ဒီနှစ်သင်းရဲ့ signature တွေကိုဆွဲထုတ်နိုင်တဲ့အနေထားပေါ့နော်အဲ့တော့ဒီ signature တွေမှာ arsenal ဟာ sub piece နဲ့ပတ်သက်လာတော့လက်ရှိကမ္ဘာပေါ်မှာ monster ကြီးတစ်ကောင်ဖြစ်တယ်အကောင်းဆုံးအနေထားမှာရှိတယ်သူတို့ဒီဟာဒီ premier league မှာ၁၀ goal သွင်းထားတယ်အများဆုံးလည်းဖြစ်တယ် ကာဘရီယယ်မဂါဟစ်မပါဝင်တာတော့မှသူတို့ရဲ့ဒုက္ခပေးနိုင်စွာအယံမြင့်နေတယ်။ဘိုင်နူနစ်လည်းဒုက္ခရောက်ခဲ့တယ်။ဂျူရီယန်တင်းမားရဲ့ဂိုးကိုလည်းခွင့်ပြုခဲ့ရတယ်။ပြီးတော့အဲ့ဒီလိုမျိုးဂိုးသွင်းရုံနဲ့မဟုတ်ဘဲနဲ့တခြားသော tactical setup တွေအနေနဲ့လည်း Arsenal အသင်းတောက်လျှောက်ဖိအားပေးနေတာကိုကျွန်တော်တို့တွေ့ရတယ်။တစ်ချိန်တည်းမှာ Chelsea အသင်းကလည်း set piece ပိုင်းအများကြီးတိုးတက်လာတယ်။ဒီရာဒီမှာရှစ်ဂိုးအထိသွင်းထားတဲ့ Premier League ရဲ့ဒုတိယအများဆုံးအသင်းဖြစ်တယ်။အဲ့တော့ set piece attacking ပိုင်းမှာအကောင်းဆုံးအသင်းနှစ်သင်းတွေ့နေတယ်။ ဒါပေမဲ့ set piece defending အပိုင်းမှာတော့ Arsenal အသင်းကပိုပြီးတော့အားကောင်းတယ်လို့ပြောလို့ရတယ်။ဂိုးပေးထားရတာတော့ Arsenal အသင်းက set piece defending set piece ကနေ3ဂိုးပေးထားတယ်။ Chelsea အသင်းက4ဂိုးပေးထားတယ်။တကိုးပဲกว่าဒါပေမဲ့အခွင့်အရေးတွေခွင့်ပြုရတဲ့အနေထားမှာတော့ Chelsea အသင်းကတိတိတတ်တာပုံများနေတယ်။ Arsenal အသင်းကကန်ချက်24ချက်ပဲပေးထားရတာ။ဒီ set piece တွေကနေပေါ့နော်။ Chelsea အသင်းကတော့တော်တော်လေးများပြားတဲ့အနေထားဖြစ်နေပြီးတော့ expected goal နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်6.2ရှိတယ်။ ဒါကတော်တော်လေးများပြားတယ်ပရီးမီးယားလီးရဲ့ဒုတိယအများဆုံးပြောမယ်ဆိုရင်တော့ဒုတိယအားအနည်းဆုံး set piece defending အဲ့လိုအနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်ပြီးတော့အဲ့ဒီခုန set piece ကပေးရတဲ့အခွင့်အရေးနှုံထားက Chelsea ရဲ့40%လောက်ရှိတယ် Chelsea ပေးရတဲ့ XG ရဲ့40%လောက်ရှိတယ်အဲ့တော့ဒီ set piece defending မှာ Chelsea အနေနဲ့မေကွန်းထုတ်เสียအနေအထားမျိုးကြုံတွေ့နေရတယ်ဒါပေမဲ့နောက်ဆုံးသူတို့ကြုံတွေ့ထားခဲ့တဲ့တကယ် set piece monster အသင်းတစ်သင်းဖြစ်တဲ့ Spurs အသင်းရဲ့ပွဲမှာတော့သူတို့ကအကောင်းဆုံးကာကွယ်နိုင်ခဲ့တာကိုတွေ့ရတယ် တော့အဲ့ဒီပွဲစဉ်မှာသူတို့ဘာလုပ်ခဲ့တယ်လဲဆိုတော့တိုက်စစ်ကစားသမားတွေကိုကောင်တာကစားဖို့အတွက်အရှိမအများကြီးပြန်ပြီးပို့ထားခဲ့တယ်ဂျောပက်ဒရိုရဲ့ပြီးတော့ဂန်နာချိုရဲ့ပြီးတော့ဒီညတော်မကစားသမားနေရာမှာမာလုကူစိုကိုထားခဲ့တယ်အဲ့တော့ဒီကစားသမားတွေကအထူးသဖြင့်ဂန်နာချိုတို့မာလုကူစိုတို့ကအရက်ပူတဲ့အတွက်ဒီ low block တဲမှာ defense service defending ကိုတိတ်ပြီးတော့မလုပ်စေတော့ရှေ့မှာစောင့်ပြီးတော့ကောင်တာပြန်ပြီးတော့ attacking လုပ်မယ်ဆိုတဲ့အနေအထားမျိုး အဲ့ idea ကိုသုံးခဲ့တယ်ဒါဟာပြီးခဲ့တဲ့ယာဒီတော့ငါ Champion League မှာ Monaco အသင်းအသုံးပြုခဲ့တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒါ Arsenal နဲ့ပတ်သက်လို့မှတ်မှတ်ရရဖြစ်ခဲ့တဲ့ Arsenal အသင်းနဲ့ Monaco အသင်းတွဲဆုံနေ Arsenal အသင်းကအနိုင်ယူသွားရဒါပေမဲ့ set piece နဲ့ပတ်သက်တဲ့အခါမှာဒီ set piece analyst တွေဒီအကြောင်းကိုထုတ်ဖော်ပြီးတော့ပြောခဲ့တယ်ပေါ့နော်ထုတ်ဖော်ပြီးပြောခဲ့တယ်ဆိုတာဒီပွဲကိုလည်လာပြီးတော့ Monaco အသင်းဘယ်လိုလုပ်လဲသူတို့ကဘောက်ဆဲမှာအများကြီးခုခံသွားတယ်ဘောက်ဆဲဘောက်ဆဲမှာဒီ zone နဲ့ defense လုပ်တယ်ပြီးတော့ Arsenal ရဲ့အဓိက ဒီခေါင်းတိုက်တာကောင်းတဲ့ကစားသမားဖြစ်တဲ့ Gabriel ဒီဂိုးသွင်းမဲ့ကစားသမားကို double marking လုပ်တယ်ဒါပေမဲ့ကျန်တဲ့ကစားသမားတွေကတိုက်စစ်မှာကောင်တာကိုပြန်ဆောင်တယ်အဲ့ဒီခါမှာ Arsenal အသင်းကသူတို့ရဲ့ box မှာရှိနေတဲ့လူကို short ပြီးတော့အနောက်ကိုကစားသမားတချို့ပြန်ပို့ခဲ့ရတယ်အဲ့လိုပြန်ပို့လိုက်ရတဲ့အတွက်လူနဲ့နှဲသွားပြီးတော့ဒီ set piece threat ရော့ကျသွားတယ်မရှိရတော့မဟုတ်ဘူးအာဇနယ်ကအရန်ကောင်းလာဖြစ်တဲ့အတွက်ရှိနေဦးမှာပဲဒါပေမဲ့ Chelsea အသင်းကစပါးနယ်ပွဲမှာအဲ့လိုပုံစံမျိုးကိုသုံးခဲ့ပြီးတော့သူတို့က ကိုသမားကိုလည်းအသက်ရှူခွင့်ပေးထားတယ်ဒီ Robert Sanchez ရဲ့ space ကိုအများကြီးပေးထားတယ်ပေါ့နော်အဲ့တော့ဒီ setup ကကြတော့ဘာနဲ့သွားတူလဲဆိုတော့ Manchester City နဲ့သွားတူတယ် Manchester City အသင်းက Arsenal အသင်းရဲ့ set piece ကို defend လုပ်ခဲ့တယ် Premier League မှာ set piece defending နဲ့ပတ်သက်ရင် Manchester City ရဲ့လက်ရှိချင်းကပ်ပုံကစိတ်ဝင်စားဖို့တော်တော်ကောင်းတယ်ဘုံပေါင်းနဲ့ပွဲကားမှပေးလိုက်ကြတာအဲ့ပွဲမတိုင်ခင်တော့အကောင်းဆုံးအဲ့ပွဲမတိုင်ခင်အထိအကောင်းဆုံးကာကွယ်နိုင်ခဲ့တာကိုတွေ့ရတယ်။အဲ့တော့သူတို့ကဒိုနာရူမာရဲ့အာသာချက်ကိုတုံးတယ်။ ဒေါနာရူမကအယက်ရှိတယ်လက်တန်အယမ်းရှိတယ်ဂိုဖန်စကိလ်ကတော့ရောဘတ်ဆန်ချက်စတာအများကြီးမြင်တယ်ဒီစတက်ချူရာဘိုင်းပေါ့နော်ဖစ်စကယ်ဘိုင်းအယားဆိုရင်တော့ရောဘတ်ဆန်ချက်စနဲ့ဒေါနာရူမကတူတူလောက်သွားကြတယ်ဒါကြောင့်မလို့ချဲလ်စီအသင်းနေလည်းအဲ့လိုမျိုးမန်ချက်စတာစီးတီးနဲ့မိုနာကို hybrid ကိုဒီဘက်မှာ၃ကောင်း၃လာနိုင်တယ်ပြီးတော့အဲ့ဒီအချက်ကအာဆင်နယ်ကိုဒီပြန်ပြီးတော့ထိုးနှက်နိုင်တဲ့လက်နက်တစ်ခုဖြစ်တယ်ဒါကတော့စောင့်ကြည့်ရမယ့်အရာကျွန်တော်တို့ဒါကန်စီကန်မှပြောလို့မရဘူးဒါပေမဲ့အဲ့လိုမျိုး သုံးဆွဲခြင်းကဒါကိုခုခံနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကတင်ပြခြင်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အာဇနယ်အရန်ကောင်းတယ်။မန်စီးတီးကိုဒီဆက်ပစ်ကနေသူတို့ထိုးနှက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့မရတော့ဘူး။မရဘူးဆိုတာအဲ့ဒီပွဲမှာတင်းရင်တင်းနဲ့ဆက်ပစ်ကြီးအများကြီးရကော်နာတွေအများကြီးရဒါပေမဲ့တင်းရင်တင်းရင်နဲ့အာဇနယ် effectiveness ရော့ကျလာတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။အဲ့ဒီအချိန်တွေမှာဘာလုပ်ခဲ့တယ်လဲဆိုတော့ဂိုးသမားကိုကာကွယ်တယ်ဖာနာဒိုဆေးပါက။ तू ကဘာမှမလုပ်ဘာနာလိုစီးပါအရက်ပူတယ်အတွက် तू ကခေါင်းတလိုက်ခုန်တိုက်လို့မရဒါပေမဲ့ तू ကဂျန်းလုံးလုပ်လို့ရတယ် तू ကဒိုနာရူမာဘေးကနေဂျန်းလုံးလိုက်ပြီးတော့အာဆင်နယ်ရဲ့ထုံးစံတိုင်းအကွက်ဖြစ်တဲ့ screening လုပ်တာပေါ့ကိုသမားဘော်ရီကာလေကိုသမားရဲ့အားနေချက်ပေါ့အသုံးချတယ်အဲ့ဒါကိုလုံးလို့မရအောင်လို့ဘာနာလိုစီးပါကလိုက်ပြီးဂျန်းလုံးခံတယ်နောက်ပိုင်းမှာအဲ့လိုပုံစံမျိုးတွေကိုလည်းအာဆင်နယ်အသင်းရဲ့ပွဲတွေမှာကျွန်တော်တို့တွေ့ရတယ်ဂျန်းလုံးခံခြင်းပေါ့နော်ဟာတလေကြရင်တော့ဖိလ်သွားတယ်ဒါပေမဲ့လေဒါကအာဆင်နယ်ရဲ့ ဒီ service threat ကို short ချခြင်းပေါ့0တော့ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ short ချတဲ့ nilan တစ်ခုအဲ့ဒီ short ချ nilan တစ်ခုကို man city ကအောင်မြင်အောင်လုပ်ပြနိုင်ခဲ့တယ် service ကိုမပေးခဲ့ရအောင်တရားတွေကိုလေ့လာပြီးတော့ဒါတွေကိုအသုံးချမယ်ဆိုရင် chelsea အသင်းနေနဲ့ဒီ service နဲ့ပတ်သက်တဲ့မျှော်လင့်ချက်ရှိနိုင်တယ် Chelsea ကဒီ service ကနေသူတို့အများကြီးဒီအခွင့်ပြုနေရတာအဲ့တော့ဒီအပိုင်းကိုစိတ်ဝင်စားကြအပိုင်းနေနဲ့ကျွန်တော်နေနဲ့ရှုမြင်ပြီးတော့ပြီးခဲ့တဲ့ Spa နဲ့ပွဲတော်ကလည်း ဒီ Chelsea အသင်းကဒါကိုခုခံပြခဲ့တယ်လက်ပစ်ဘောတွေပေါ့အထူးသဖြင့်တော့ Spa ကလက်ပစ်ဘောတွေအရင်ကြောက်ဖို့ကောင်းတယ်အဲ့တော့ခုခံပြခဲ့တယ် Chelsea ကဒီ Brentford အသင်းနဲ့ပွဲစဉ် Sunderland အသင်းနဲ့ပွဲစဉ်ပြီးတော့ Carabao မှာ Wolves အသင်းနဲ့ပွဲစဉ်မှာဒီ set piece တွေ long ball တွေကလည်းဒုက္ခအကြီးကျယ်ပေးရပြီး goal တွေအများကြီးပေးခဲ့ရတယ်အဲ့တော့ဒီဟာကိုပြန်လဲပြီးတော့နောက်ပိုင်းမှာသူတို့သုံးသက်ပြီးတော့ ကာကွယ်ဖို့ကြိုးစားတယ်လို့ကျွန်တော်ယူဆတယ်အဲဒီဟာကိုစပါနယ်ပုံမှာမြင်ခဲ့ရတယ်အဲ့တော့အရှိမာဒီစောင့်နေတဲ့ကစားသမားတွေအဲ့ကစားသမားတွေကအာဆင်နယ်ကိုကောင်တာထိုးနှက်လိုက်နိုင်တယ်ပြီးတော့ဒါကလည်းအရေးပါတယ်အာဆင်နယ်အသင်းကိုဒီ open player နဲ့ဂိုးသွင်းဖို့ဆိုတာကတော်တော်ခက်တယ်တော်ခက်တဲ့အခါမှာ Chelsea အသင်းနေနဲ့သူတို့ဒီရာဒီမှာတိုးတက်လာတဲ့ဆက်ပြေးစေကိုအသုံးပြုခြင်းပြီးတော့ Chelsea အရန်အတာတဲ့အဲ transition attack တွေအသုံးပြုခြင်းဒီအရာကအရေးပါတဲ့ခံစားဖြစ်လာနိုင်တယ် Chelsea အသင်းက transition အရန်ကောင်းတယ်သူတို့ဟာ ီဘောလုံးကိုကင်ပြီးတော့ကစားတဲ့အသင်းဖြစ်တယ်ဒါပေမဲ့ဘောလုံးကိုကင်ပြီးကစားတဲ့အသင်းဖြစ်ပေမဲ့သူတို့အယံကောင်းလားတကယ်တမ်းပါလမီမြောက်ကောင်းတာက transition တွေမှာ transition တွေကနေတယောက်ချင်းစွန့်ရည်တွေအမြန်နှုံးတွေ larger space တွေကိုတိုက်ခိုက်ပြီးတော့ကိုးသွင်းတဲ့နေရာမှာအယံထုကျွန်းတယ်ဥရောပရဲ့ထိပ်ဆုံးအသင်းတွေ PSG Barcelona ဒီလိုအသင်းတွေကိုလည်းအဲ့ဒီနီးလန်းနဲ့သူတို့ထိုးနှက်နိုင်ခဲ့တယ်ပြီးခဲ့တဲ့ရာသီ Premier League ရဲ့ data set ကိုကြည့်မယ်ဆိုရင်လည်းအဲ့ဒီအပိုင်းမှာ Chelsea အသင်းကအင်မတန်ထူးကျွန်းတယ်ဒါကြောင့်မလို့ဒီ Arsenal အသင်းကဒီဘက်မှာအချိန်မောင်းများစွာ၃ချလောက်အောင်ပါမယ်သူတို့ရဲ့ set piece ကို ့ ASAP piece ကနေဒီအပြောင်းအလဲပြုတ်လုံနိုင်တဲ့ point တစ်ခုအဖြစ်ကျွန်တော်နေနဲ့ရှုမြင်မိတယ်။ဒါမဲ့ဒါကဒီလိုပြောလို့ Chelsea ဟာ Arsenal ရဲ့ service ကို defending လုံနိုင်မယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူး။ဒီဒီ point မှာဒီ area မှာကျွန်တော်တို့ဟာ Chelsea ကဘယ်လိုမျိုး mitigate လုပ်မလဲ။ဒါကိုဘယ်လိုမျိုး short ချမလဲ။အဲ့တော့ short ချနိုင်တဲ့အခွင့်အရေးရှိတယ်။အဲ့တော့အဲ့လို short ချအောင်လုပ်ခဲ့တဲ့အသင်းတွေကဘယ်လိုလုပ်ခဲ့တယ်လဲ။အဲ့ဒီအကြောင်းကိုကျွန်တော်တင်ပြခြင်းဖြစ်တယ်။ပြီးတော့အဲ့ဒီကနေအပြောင်းအလဲပြုတ်လုပ်ပြီးတော့ကျွန်တော်တို့ Aikido Sansan ဘယ်လိုပြန်ပြီးတော့တိုက်ခိုက်လို့ရမလဲ။ အဲ့ဒါကိုကျွန်တော်စဉ်းစားကြည့်ရတဲ့အခါမှာဒီ counter attacking အနေနဲ့ကစားသမားတွေကို short ချပြီးရှေ့မှာတုံးလိုက်ဘောက်ဆဲမှာ short ချမယ်သူတို့ counter ကိုပြန်ဆောက်မယ်ကစားသမားကိုတုံးတယ်အဲ့တော့အဲ့ဒီလန့်ဟာဖြစ်နိုင်ရည်ရှိတဲ့အရာတစ်ခုဖြစ်ကျွန်တော်နေလဲရှုမြင်မိတယ်ပြီးတော့နောက်ထပ်စိတ်ဝင်စားဖို့ counter ကကွင်းလေတိဆောက်ပုံကွင်းလေတိဆောက်ပုံမှာဒီနှစ်သင်းစလုံးဟာ central progression များတဲ့အသင်းတွေတကယ်အသင်းကြီးတွေတကယ်ကိုမှပြိုင်ဘက်ကိုလုံးဝလွှမ်းမိုးချုပ်ကင်ထားတဲ့အသင်းတွေဒါပေမဲ့နည်းနည်းလေးကွာခြားတာရှိတယ်အဲ့ဒါကပါလဲဆိုဒီနှစ်သင်းရဲ့ idea နဲ့ဒီနှစ်သင်းကြုံတွေ့နေရတဲ့ အခက်ခဲလေးတွေနဲ့စိုင်းနေတယ်။အာဇင်လေမှာတော့အခက်ခဲမရှိသလောက်နေတယ်။အဲ့တော့သူတို့ဟာ central progression ကိုဘယ်လိုပြုလုပ်သလဲ။အာဇင်လေကဘောလုံးတိဆောက်တဲ့အခါမှာ center back နှစ်ယောက် double pivot နှစ်ယောက်ဒီနှစ်ယောက်ကိုအများကြီးအသုံးပြုတယ်။သူတို့ရဲ့ full back တွေကကျတော့ float ဖြစ်တယ်ပေါ့နော်။ခန်းစစ်မှာ၃ယောက်အနေနဲ့၃နှစ်ဆိုတဲ့ပုံစံထိုင်တာမျိုးရှိတယ်လို့မထိုင်မင်းနဲ့ကွင်းလေအထိတက်တယ်။အလေတွေလျှောက်ဝင်တယ်။ position နဲ့ freedom ပေးထားတယ်။အဲ့တော့ Arsenal 8 first bit first bit ကိုသူတို့ကအဲ့လိုတိဆောက်တယ် ဲ့လိုတိစောက်ပြင်းတို့ကဘာလုပ်လဲဆိုတော့အလဲရောမသွားဘူးမေဖီတက်မှာတို့ကအလဲရနေမသွားဘူးဒီကျွန်တော်တို့ဘေးလက်ကို၃ line ခွဲရမှာပေါ့နော်ကိုယ့်ရဲ့ defensive third ပြီးတော့ mid middle third ပေါ့နော်ပြီးတော့ attacking third ပေါ့အဲ့တော့ defensive ကနေဒီ mid ကိုသွားတဲ့အခါမှာဒီ double pivot line နေပြောမဆိုတော့ half space line နေရင်သွားတယ်သွားပြီးလို့ middle ကနေတိုက်စစ်ကိုသွားတဲ့လမ်းကြောင်းမှာကြာတော့တို့ဟာဘေးဘက်ကသွားတယ် အဲ့တော့ဒီအကြောင်းကိုကျွန်တော်ပြောခဲ့ဘူးပါလေ။ဘာလို့ဘေးဘက်ကသွားလဲဆိုတော့အလယ်မှာအလယ်ကသွားတာကအရင်အနေနဲ့များအလယ်ကသွားတာကညှိနှိုင်ခြင်းများပြီးတော့အဲ့ညှိနှိုင်ခြင်းဟာကိုယ့်ရဲ့ခံစစ်ကို expose လုပ်နိုင်တဲ့အချက်ကြီးဖြစ်တယ်။အဲ့ဒီအချက်ကိုအာဆန်လည်းရှောင်လို့ရတယ်။ဒါပေမဲ့ဒါကကျွန်တော်ရဲ့အယူဆသက်သက်ပဲ။အဲ့ဒီအရာကိုတော့ကျွန်တော်တို့ဒီ data ကနေပဲဖြစ်ဖြစ်အာဆန်တဲ့သင်ကစားနေတဲ့နေသားကပဲဖြစ်ဖြစ်တွေ့နိုင်တယ်။ဘာရွယ်ချက်နဲ့ကစားတယ်လဲဆိုတော့အာဆန်တဲ့သင်ပဲသိနေကျွန်တော်တို့အပြင်အလူတွေတော့မသိနိုင်ဘူး။ဒါကကျွန်တော်ကတော့ဒီအလယ်ကနေပြန်ပေါက်နိုင်ခြင်းကို ဒီတားဆီးဖို့အတွက်ဘေးကနေပန်းပြီးသွားတယ်လို့ကျွန်တော်ကတော့ယူဆထားတယ်။အဲ့တော့ Arsenal အသင်းဟာဒီ middle ကနေဒီတိုက်စစ်ကိုသွားမယ်ဆိုရင်သူတို့က flank တွေကိုအသုံးပြုခြင်းမှာ Premier League ရဲ့အများဆုံးတဲ့အသင်းတစ်သင်းဖြစ်တယ်။ flank တွေသွားတယ်အထူးသဖြင့်တော့ညာဘက် flank ပေါ့နော်။ Saka နဲ့တင်ပါလိုဘက်ကိုသွားတယ်။အထူးသဖြင့်တော့ Saka C ကိုသွားတယ်။သူတို့ရဲ့ progression တွေက Saka C ကိုရောက်ရှိတယ်။အဲ့လိုပုံစံနဲ့ Arsenal ကသွားပြီးတော့ဒါဟာ တို့ရဲ့ဒီ defensive ကနေ mid ကိုတတ်တဲ့အခြေအနေမှာဒါပေမဲ့ pivot ကိုအသုံးပြီးတော့တို့တတ်တယ်လို့ရှေ့ရောက်ရင်တစ်ဖက်ကိုတစ်ဖက်ကိုပေါ့တောင်မန်ဘက်ကိုသွားတယ် flank ဘက်ကိုသွားပြီးတော့တုံးတယ်ဒါဟာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ setup တစ်ခုဖြစ်တယ်အောင်လဲအောင်မြင်နေတာကိုတွေ့ရတယ်ပြီးတော့ဘာသာချက်ရှိလဲဆိုတော့အဲ့ဒီ setup ထဲမှာတို့ကအလဲအလုံးကမတုံးတာမဟုတ်ဘူး as is စဉ်းစားတာမျိုးရှိတယ်အဲ့လိုအနေထားဖြင့်ပြန်ပဲရဲ့ pressing ပုံစံအမျိုးမျိုးကိုတို့ကချိုးဖြတ်နိုင်တဲ့အားသာချက်တွေတို့ဒါကိုထုတ်ပေါ်ပြသနေတယ် ်ချဲစီကကြတော့အဲ့လိုမဟုတ်ဘူးချဲစီအသင်းကစန်တာကနေ central progression အများဆုံးအသင်းတွေရဲ့အသင်းဖြစ်တယ်ပြီးခဲ့တဲ့ရာသီမှာအများဆုံးအသင်းဒီရာသီမှာအများဆုံးအသင်းတွေရဲ့အသင်းဖြစ်တယ်သူတို့ရဲ့ဘောလုံးကိုတည်ဆောင်ပုံကအလဲကိုဥတည်တယ်ဒါအခုခိုးပါမမပါလို့ခိုးပါမမပါရင်ပူတော်ဥတည်သေးတယ်ဘာလို့အလဲဥတည်လဲ wireless gain စီတို့ရှိတာ wireless gain စီတို့ဟာလုံးဝ single pivot လို့ကစားတာသူတို့ဟာ chelsea က၄နှစ်၃တက်လို့ပဲကျွန်တော်တို့ပြတယ်ဆိုပေမဲ့တကယ်တမ်းကျတော့ wireless gain စီတို့ဟာ single pivot လို့ပို့ပြီးတော့အသုံးတော်ခံတယ်အထူးသဖြင့်အသင်းကြီးနဲ့တွေ့တဲ့ပွဲစဉ်မှာ double pivot မှာဒီ right back တယောက်ကိုသုံးတယ်ပေါ့နော် Chelsea အသင်းကအဲ့ဒီအတွက် तू က lone pivot အနေနဲ့ရှိတယ် and so ကကျတော့ဒီ attacking so one နဲ့ तू ဆင်းလာပြီးဘယ်ဘက်ကိုထားပြီးတယ်အဲ့တော့ Chelsea ရဲ့လေးသုံးတော့အနေနဲ့ဆန်တယ်သူတို့ရဲ့ build up မှာအထူးသဖြင့်အသင်းကြီးတွေနဲ့ပွဲစဉ်တွေမှာပေါ့နော်အဲ့တော့သူတို့ရဲ့ central progression ဒါပေမဲ့ Chelsea ရဲ့ central progression နဲ့ပတ်သက်လာရင်ပြဿနာနည်းနည်းရှိတယ်အဲ့ဒါကဘာလဲဆိုတော့ သူတို့ eccentric progression မှာဘောလုံးတွေပြက်ပြက်သွားပြီးတော့အလဲကနေထိုးပေါက်ခံရခြင်းအဲ့ထိုးပေါက်ခံရတဲ့နှုံးကတော်တော်မြင့်တယ်အာဆင်နယ်နဲ့ရှင်လိုက်ဘာမှမဆိုင်တဲ့အနေအထားမျိုးကိုတွေ့ရတယ်ဒါဟာသူတို့ကွင်းလေ pattern တွေရစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတစ်ခုဖြစ်တယ်အဲ့တော့ဒီ pattern တွေကဒီနှစ်သင်းရဲ့ overall structure ဒါတွေကိုကောင်းတဲ့ပုံမဲ့ကစားသမားတွေရလက်ရှိကဘာအကောင်ဆုံးကွင်းလေကစားသမားတွေဖြစ်တယ် Moses Casiro, Enzo Fernandez တို့နဲ့ဒီ Arsenal အသင်းက Zubi Mendy နဲ့ Declan Rice တို့သူတို့ရဲ့အပြိုင်မှုကိုကျွန်တော်တို့ဒီဘက်မှာထင်ထင်ရှားရှားမြင်ရမှာဖြစ်တယ်ဘောလုံးတိစားပုံချင်းမတူဘူး ပြီးတော့အန်ဇိုကတိုက်စစ်ပူတန်တယ်သူကတိုက်စစ်နံပါတ်10လို့နေရာကနေနောက်ကိုဆင်းလာပြီးကစားတယ်တက်ကလန်ရိုက်စ်ကကျတော့433ရဲ့ဘယ်ဘက်ကလို့နေရာမျိုးကနေ433ရဲ့တပတ်ပစ်ဖို့လို့ဖြစ်တယ်အဲ့ဒါကိုသူပြောင်းပြောင်းပြီးတော့ကစားနေတယ်ပြီးတော့သူက jewel monster ဖြစ်တယ်အရန်ကိုစိတ်ဝင်စားဖို့ကလည်း mefi birthday ကိုကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်လက်ရှိကဘာရဲ့အကောင်ဆုံးဒါကွင်းလေဘတ်တဲ့တခုလို့ပြောရမယ်သူတို့နဲ့ထပ်တူထပ်မြကောင်းတဲ့ကွင်းလေရှိတယ်ဒါ PSG ကွင်းလေတို့ဒါဘာစီလိုနာကွင်းလေပတူရီပါနေရဲ့အခြေအုံဆိုလိုပါတယ် ဲ့လိုပွင့်လေတို့အနေထားမျိုးဆိုရင်တို့လောက်ကောင်ဒါပေမဲ့တို့လောက်ပက္ကားကြီးမဖြစ်နေဘူးအာဇင်နယ်ဒီဘာစီလိုနာအသင်းဆိုရင်ခန်းစစ်ပိုင်းနဲ့ပတ်သက်လာရင်မေကွန်ထုတ်စရာအများကြီးရှိတယ်တို့ကွင်းလေဂျူရဲစွမ်းဆောင်ကြီးအာဇင်နယ်အသင်းတို့ပြီးတော့ချဲလ်စီအသင်းတို့ကအဲ့လိုမဟုတ်ဘူးတိုက်စစ်ခန်းစစ် distribution ပြီးတော့ခန်းစစ်မှာမှလူယူလာလား interception လောက်တာလား ball recovery လားအမြင့်ဘောလားအကုန်ရတယ်ဒီနှစ်သင်းလုံးကရတာဒါကြောင့်လို့ဒီကွင်းလေကအရင်စိတ်ဝင်စားဖို့ကောင်းနေတယ် လက်ရှိသွားနေတဲ့ခုနကျွန်တော်ဒီနှစ်သိန်းရဲ့ pattern တစ်ခုရဲ့ kwa cha ချက်ကိုတော့ကျွန်တော်ပြောခဲ့ပြီပြီเนาะကျန်တဲ့အချက်တွေတော့ကျွန်တော်တို့ပွဲမှာစောင့်ကြည့်သွားရလိမ့်မယ်အရင်ကစားနေကြအတိုင်းပဲကစားရလဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောင်းလဲမှုတွေလည်းရှိလာတယ်ဒါပေမဲ့အရင်ကစားနေကြတိုင်းကစားဘောတော့70%တော့တေချာလို့ကျွန်တော်ယူဆထားတယ်အဲ့တော့ဒီပွဲကတေချာဘောက်စောင့်ကြည့်ရတာတန်တဲ့ပွဲကျွန်တော်တို့ကယင်ခုံကြရရော ဒီ individual brilliance ရောအပြင် pattern ဘိုင်းဆိုင်ရာတွေမှာပါစိတ်ဝင်စားဖို့တော်တော်လေးကောင်းနေအောင်တွေ့ရတယ်။အဲ့ဒီအချက်တွေတွေရမှာကျွန်တော်အနေနဲ့ set piece ဘိုင်းဆိုင်ရာနဲ့အခု paid up ပေါ့နော်၊ queen လဲဘဟုကိုအသုံးပြုတဲ့ပုံစံတွေကိုကျွန်တော်တင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။